မချခင်ကာလမှာတရင်ဝါကျွတ်တော့မှာတည့်တည့်တွေ့ကြောင်းပေါ့ရန်တော်တို့ရဲ့ပဝံငါပွဲနယ်ပတ်တဲ့တဲ့အကြောင်းအရာတွေကိုဝေမျှပေးကြပါတယ်ပထမဦးဆုံးအနေနဲ့ပဝနာဆိုတာဘာလဲပဝနာဆိုတာမြမလို့အလွယ်ပါတာပြန်ရင်ဖိတ်မှန်တကပြုခြင်းပါပဲဘာလို့ဖိတ်မှန်တကပြုတဲ့လဲဆိုလို့ရှိရင်မိမိမှာ မိုင်းချွတ်ချော်တဲ့အပြုတ်မှုပြောဆိုတွေရှိနေမယ်ဆိုလို့ရှိရင်ဒီအပြုတ်မှုပြောဆိုတွေကိုဝေဖန်ထောက်ပြဖို့အတွက်ဂျန်တပောက်ကိုတော်လည်းကောင်းတန်ခါကိုတော်လည်းကောင်းညင်ချင်းကြားချင်းရွှန်ရှာချင်းဆိုတဲ့အကြောင်းသုံးပါးနဲ့ဖိမှန်တာကကျွတာပဲဖြစ်ပါတယ်ဒီလိုဖိမှန်တာကကျွမှုကိုမြတ်စွာဘုရားရှင်ကဗျာန်တွေကိုအကြောင်းပြုပြီးတင်ရတော်မူခဲ့တယ်ဆိုလို့ရှိရင် အခါတပါမြတ်စွာဘုရားရှင်ဟာတာဝတိပိဇေဝံကျောင်းတော်မှာဒင်းသုံးနေတဲ့အခိုက်ကောသလတိုင်းစနပုတ်ရွာငယ်လေးတည်ရမှာအတိအကျွမ်းတန်တိတာတမ္ပဒဖြစ်ကြတဲ့ရန်တော်တွေဟာဝါစုဝါကကြပါလေဒီလိုဝါစုဝါကကြတဲ့အခါမှာငါတို့ဟာဘရိုနေထိုင်နေနဲ့နေထိုင်ကြမယ်ဆိုလို့ရှိရင်ချမ်းသာတာနဲ့အချင်းချင်းအညီအညွတ် ငင်းကုန်ခရရမရှိပဲနဲ့ချမ်းချမ်းသာသာနဲ့နေထိုင်ကြရမလဲဆုံးကိစ္စကြောင့်လည်းပြန်မဆင်းရဲမှုမရှိပဲနေထိုင်ကြရမလဲဆိုပြီးမှကြံစီတိုင်ပင်ချပါရဒီလိုတိုင်ပင်ကြံစီကြတဲ့အခါမှာအကယ်၍ငါတို့ဟာအချင်းချင်းစကားမပြောပဲလေ့ကျမယ်ဆိုလို့ရှိရင်ငါတို့ဟာဒီဝါရင်သုံးနာကိုအညီအညွတ်ချမ်းချမ်းသာသာနဲ့နေထိုင်ကြရမှာပဲ ဆုံးခဲ့ကြလေချစ်ပေါ်လာမှာမဟုတ်ဘူးဆိုပြီးဒီလိုတိုင်ပင်ကြပြီးဒီဝါဒင်၃လပတ်လုံးကိုတဦးနဲ့တဦးစကားမပြောဆိုပဲနေထိုင်ကြပါလေအကေဗီဂျန်နဘာကဂျော်တွင်းကပထမဦးဆုံးစမ်းလာမယ်ဆိုလို့ရှိရင်အဲ့ဒီဂျန်တို့ဟာနေရာကိုခင်းရမယ်ချစ်စေးရင်ချစ်စေးအင်းပြင်းနဲ့ချစ်ဖို့အိုးချမ်းလေးကိုတည်ထားရမယ် ဆွမ်းညာကွင်းကြံထဲစရာကွက်ကူဆေးပြီးတော့မှအရင်နဲ့တည်ထားရမယ်။ပောက်ရဲ့တုံးရည်ကိုတည်ထားရမယ်။ဂျွာကနေနောက်မှအဆုံးကပြန်လာတဲ့ရန်တော်ကတော့ရှိရှိရန်တော်တွေဖုံးပေးပြီးတဲ့အကျွမ်းကြံတွေကို အကယ်၍ဖုံးပေးလို့ကဖုံးပေးနိုင်တယ်။အကယ်၍မဖုံးပေးလို့ကိုဆိုလို့ရှိရင်သူတစ်ပါးတည်းရဲ့ second mode အရမ်းမှာတော့လေဆွပြရမယ်။ ပိုးရောင်းငယ်မှရှိတဲ့ရေမာတော်လဲညော့ပြရမယ်နေရာကို ရုတ်တင်းရမယ်ခြေဆေးရီခြေဆေးအင်းပြင်ခြေဖို့အိုးချမ်းခွဲတွေကိုတုံမီတင်းစီရမယ်ဆွညံချက်စရာခွက်ကိုအစေကြောပြီးတင်းစီရမယ်တောက်ရီအိုးတုံးရီအိုးကိုတင်းစီရမယ်စွန်းစားချောင်းကို တပစီခတ်ရမယ်အကယ်၍ရေမရှိတဲ့အချင်းကြီးတော့တောက်ရီအိုးကိုတော့လာကောင်းတုံးရီအိုးကိုတော့လာကောင်း စာကူတီရီဦးဝရလကောင်မြင်မဲ့ဆိုလို့ရှိရင်တယောက်တည်းမချီဘူးမစမ်းနိုင်ဘူးဆိုလို့ရှိရင်လက်မူရနဲ့ပြပြီးနပားမြောင်ရန်ကိုခေါ်ရမယ်နပားမြောင်ရန်ကိုခေါ်ပြီးလက်နဲ့ချိန်မာပြီးတူထားရမယ်ဘယ်လိုကြောင်းပဲဖြစ်ဖြစ်စကားကိုမကြောက်စရာဘူးဆိုပြီးမှကတိကဘုတ်ကိုပြုပြီးဝါရင်သုံးလပတ်လုံးနေထိုင်ကြပါတယ်ဒီလိုနေထိုင်ပြီးဆိုဝါကျွတ်တဲ့အခါမှာ ဝါကျွေရန်တော်တွေရဲ့ထုံးစံအတိုင်းရသော်ပြားရှင်စီကိုဖူးမြော်ဖို့တာဝတိတီဇေယျံကျောင်းတော်ကိုတွားရောက်ကြပါတယ်ဒီလိုတွားရောက်တဲ့အခါမှာရသော်ပြားရှင်ဟာလည်းထုံးစံရှိတဲ့အတိုင်းအာဂန္တုကရန်တော်တွေကိုတာကြောင်းမာကြောင်းဆုံကွန်အစ်ပြေကြောင်းစတဲ့ဖြစ်မင်းမတော်မူပါတယ်ဒီလိုမင်းမတဲ့အခါမှာခုနရန်တော်တွေဟာလည်းတပည့်တော်တို့ဟာဆုံးခဲ့ခဲ့မရှိချမ်းသာတာနဲ့ အညီအညွတ်နေထိုင်ကြရပါတယ်ဆိုပြီးတော့မှဝါဒင်းသုံးလပတ်လုံးသူတို့နေထိုင်ကျင့်သုံးခဲ့တဲ့စကားမပြောတဲ့အချင်းကိုလက်စားပြရရှင်ကိုဝမ်းမှန်းတတရှောက်တင်ကြပါတယ်သူတို့ရှောက်တင်တဲ့အခါမှာလက်စားပြရရှင်ကရန်တော်တွေကိုမင်းခေါ်တော်မူပြီးရန်တို့မတ်ဖို့မမီအချင်းကြီးချက်တဲ့ဒီမောကဗုဒ္ဓတာတွေဟာမချမ်းမသာနဲ့နေထိုင်ကြရသည်ဖြစ်ပါလျက်နဲ့ ချမ်းသာတာနေထိုင်ခဲ့ရတယ်ဆိုပြီးတော့မှဝန်ခံပြောဆိုချက်ကုန်တယ်။တားကောင်တည်းရဲ့နေထိုင်ပုံနေထိုင်နည်းနဲ့နေထိုင်ခဲ့ရတာဖြစ်ပါလျက်နဲ့ချမ်းသာတာနေထိုင်ခဲ့ရတယ်ဆိုပြီးတော့မှဝန်ခံပြောဆိုချက်ကုန်တယ်။သူ့အပေါင်းတို့ရဲ့နေထိုင်ပုံနေထိုင်နည်းနဲ့နေထိုင်ခဲ့ရတာဖြစ်ပါလျက်နဲ့ချမ်းသာတာနေထိုင်ခဲ့ရတယ်ဆိုပြီးမှဝန်ခံပြောဆိုကြတယ်။ရန်သူတို့ရဲ့ ပေါင်းတင်းနေထိုင်ပုံနေထိုင်နေနဲ့နေဆိုင်ခဲ့ကြတာဖြစ်ပါလျက်နဲ့ချမ်းချမ်းသာသာနေဆိုင်ခဲ့ကြရတဲ့သူဘုံခံပြောဆိုကြကုန်လေရန်တို့အဘက်ကြောင့်အီမက်ဖို့မှန်မိအချင်းကြီးတို့မောကပွေတာတို့ဟာစကားမပြောသူလူအားတွေရဲ့အကျင့်ဖြစ်တဲ့တိတ်ထီတွေစောက်တွေကျင်တုံအပ်တဲ့ကျင့်ဝတ်ကိုစောက်တွေကျင့်သုံးကြပါတယ်လို့ကဲရတော်မူပြီးတော့မှာ ဝါမထတဲ့တန်တော်တွေကိုအချင်းချင်းညင်းညင်းကြားချင်းရွှန်ရှာချင်းဆိုတဲ့အကြောင်းတော်ပါနဲ့ဖိတ်မှန်ဖို့ပဝါနာကို ခွင့်ပြုတော်မူပါတယ်ဒီလိုပဝါနာကိုခွင့်ပြုတဲ့နေရာမှာမြတ်စွာဘုရားရှင်ကြီးမြောတဲ့အထွတ်ဆုံးငါးကတော့နံပါတ်၁အညမေညာနုရောမတာအချင်းချင်းတဝုနဲ့တဝုတဝုရဲ့တေကိုတဝုက ထောက်ပြပြောဆိုဖို့ရဂူဖို့အတွက်နမနဲ့အဘဒီဝဋ္ဌာနာတအချင်းချင်းတယောက်ရဲ့အဘကိုတယောက်ကဖန်ရောက်စေဖို့အတွက်နဘတုံဝိညာဖို့တဲ့ခန္ဓာဝိနည်းကိုရှိသွားဥရဲ့ပြုဖို့အတွက်ဆပြုတော်မှာကျင်သူအချူသွမ်းမကိုရည်ငါပြုတော်မှာမြတ်စွာဘုရားရှင်အားဝါကျော်ရန်တော်တွေအတွက်ပဝနာကိုခွင့်ပြုတော်မူပါတယ်